အားလုံးပဲမင်္ဂလာပါဆရာကအခုဗာပြောပြပေးမှလဲဆိုတော့မြန်မာတက္ကသိုလ်1389ခုနှစ်ပြည့်ပြီတာနဲ့အာဒါဘယ်နေသားသမီးတွေကအာဒါကံအားဖြင့်ဘယ်နေရာမှာကောင်းလာမလဲဘသူတွေဖြစ်မလဲဆိုတာမျိုးကိုဆရာကပြောပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဦးဆုံးနေသားသမီးကတော့စနေသားသမီးတွေပဲဖြစ်ပါတယ် ဆိုတော့စနေသားသမီးတွေကဘယ်မှာတောင်းမလဲဆိုတော့အလုတ်ကင်ပိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်အလုတ်ကင်ကြီးကိုပြောင်းရွှေ့ခြင်းလားမျိုးလေးတွေဆိုလို့ရှိရင်ပြောင်းရွှေ့ဖို့ကံစရာလေးအားကောင်းလာမယ်အာဒီမပြောင်းရွှေ့ခြင်းဘူးဆိုရင်တော့မပေါ့နော်အလုတ်တနေရာအိမ်တနေရာဖြစ်နေတာမျိုးကနေပြီးတော့ပြန်လဲတဆူတစည်းဖြစ်သွားတာမျိုးလေးတွေတို့ကိုယ့်ရဲ့မွေးရထားနေကိုပြန်ရတာမျိုးလေးတွေတို့အဲအိမ်မှာပြန်လဲပြီးတော့ပေါ့နော်အာဒီအလုတ်ကနေအိမ်အိမ်ကနေအဲ့လိုမျိုးဖြစ်နေရတယ်ပြီးတော့ပြန်လဲပြီးတော့ပေါ့နော်အလုတ်နဲ့အဲဒီကိုယ်နဲ့တဟဆရာညီညီလေးပြန်ဖြစ်သွားနိုင်တဲ့အဓိကကတော့လုပ်ငန်းကြီးရပိုင်း င်ပြည်တွေမှာအဝင်ခွင့်ကြရှိသွားနိုင်တဲ့အာဒါအရာလေးတွေရှိတယ်ပေါ့နော်နောက်တစ်ခုကဘယ်ပိုင်းမှာအားကောင်းသွားမလဲဆိုလို့ရှိရင်တော့အာဒါမိမိတို့ဒီနေပေါ့နော်ငွေရေးကြီးပေါ့နော်ငွေရေးကြီးကတော့တခုရှိတာကသူကအကောင့်နဲ့ဆိုဒွန်တွဲနေရဖြစ်တဲ့အတွက်အရန်ကြီးအကောင့်ကြီးဘက်ကိုပဲသွားလို့မရဘူးဒါပေမဲ့အရင်နှစ်တွေအရင်နှစ်တွေထက်စားလို့ရှိရင်ဒီနေ့ထဲမှာစနေသားသမီးလေးတွေရဲ့ငွေကန်လေးတွေကဒီတကြံပြီးတာနဲ့အားကောင်းလာတဲ့ပုံစံမျိုးလေးတွေရှိနေတယ်လို့တွေ့ရပါတယ် ဆိုတော့နောက်ထပ်နေသားသမီးကတော့အင်ကာနေသားသမီးတွေပဲဖြစ်ပါတယ်ဆိုတော့အင်ကာနေသားသမီးတွေကအရင်နှစ်ကဆိုလို့ရှိရင်အာဒါမရဏလဲကြရဲနောက်တစ်ခုကသူတို့ကပက်ခလန်ပြီးတဲ့အတွဲမျိုးတွေဖြစ်တဲ့အတာစားနေသားသမီးတွေလည်းအရင်နှစ်ကဖြစ်တယ်ပေါ့နော်ဒီနှစ်ထဲမှာအင်ကာသားသမီးတွေကဟောဒါပြောမယ်ဆိုရင်ကံအားဖြင့်ဝုံမနေတက်သွားတာမျိုးမဟုတ်ပဲနဲ့ပေါ့နော်အရင်နှစ်ထက်စားလို့ရှိရင်ကောင်းမွန်လာတယ်ဆိုတဲ့ပုံစံမျိုးရှိနေတာဖြစ်တဲ့အတွက်ဘာပဲဖြစ်ဖြစ်အရင်နှစ်ထက်စားလို့ရှိရင်အလောက်ကိုင်းငွေရည်ကြီးပိုင်းလေးတွေအပြင်အချီရည်လေးတွေအာဒါအိမ်တော်ရည်ပိုင်းလေးတွေပါလဲကံ စရာမြင့်တက်လာတာလေးတွေကိုလည်းတွေ့ရတယ်ဆိုတော့ဘလို့ပိုင်းလေးဒီမှာတည်တက်အားကောင်းလာမလဲဆိုလို့ရှိရင်တော့နိုင်ငံရဲ့ခြားကန်လေးတွေနော်အင်္ဂါသားသမီးတွေရဲ့နိုင်ငံရဲ့ခြားကန်လေးတွေအာဂျန်နေနေသားသမီးတွေကတော့ဟိုဘယ်လိုပြောရမလဲဒီနိုင်ငံရဲ့ခြားနဲ့ပတ်သက်ပြီးတော့စိတ်ပူပန်နေရမယ်ဒါပေမဲ့အင်္ဂါနေသားသမီးတွေကတော့နိုင်ငံရဲ့ခြားနဲ့ပတ်သက်လာလို့ရှိရင် အာဒါကိုယ်စိတ်ထဲမှာစိတ်တွေးလိုက်တိုင်းလုံးလိုက်တိုင်းပေါ့နော်အဲ့လိုမျိုးဒီပြောမယ်ဆိုလို့ရှိရင်အားကောင်းလာတယ်ဒီနိုင်ငံရဲ့ခြားကန်နဲ့ပတ်သက်ပြီးတော့အဆင်ပြေနိုင်တဲ့ပမာဏများနေရလို့တွေ့ရတယ်ပေါ့နော် ဆိုတော့ဆရာကပြပြပေးသွားတဲ့အရာလေးတွေကတရားဂိုင်နှုန်းဖြစ်အမြဲတမ်းမှန်ကန်နိုင်တဲ့အလိုမျိုးပေါ့နော်ဒီဖြစ်နိုင်တယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ဖြစ်လေဖြစ်တာရှိတတ်တယ်ဖြစ်တတ်တဲ့အရာမျိုးကိုဆရာကပြပြပေးတာပေါ့နော်ဆိုတော့ဒီထက်ပုံပုံကောင်းမွန်တဲ့အရာလေးတွေညံ့နေတဲ့အရာလေးတွေကနဲ့အာဒီညံ့နေတဲ့အရာလေးတွေကနေပေါ့ပေါ့နော်အာပုံပုံကောင်းမွန်တဲ့အရာလေးတွေဖြစ်အောင်လို့ဆရာတို့ဘက်ကနေတိကျမှန်ကန်သိကြတယ်ရေရာစီရေလေးတွေနဲ့ဆရာတို့ဘက်ကနေပြပြပေးနေပါတယ်အာအခုဆရာပြပြပေးလိုက်တဲ့နေသားသမီးတွေထဲမှာလည်းမပါဝင်တဲ့တခြားနေသားသမီးတွေကလည်းကန် ညံ့လို့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့အာဒါ तू ကအသင့်တင်လဲရှိမယ်နည်းနည်းလေးကန်ညံ့တာလဲရှိမယ်ဆိုတော့ဘလူနေသားသမီးတွေကဘလူလေးတွေရှိအောင်လဲဆိုတာမျိုးကိုသိကျင်နေဆိုရင်တော့ဆရာတို့ရဲ့တရှိခုံကားမှာဘေးစားပိလေးတွေယူပြီးတော့တေချာလေးမေးမြန်းလို့ရပါတယ်ဆိုတာမျိုးကိုဆရာပြပြရင်အာဒါနှုတ်ခွန်းဆက်သားလိုက်ပါတယ်